တချိန်တုန်းကရွာငယ်လေးတစ်ခုမှာအလွန်ပြင်းကြီးတဲ့ကောင်လေးတစ်ယောက်ရှိရင်သူဟာအရေးကြီးတဲ့အလုပ်တွေကိုအမြဲတမ်းနောက်ဆုတ်ထားတဲ့အချိန်ကြောင့်သူဟာစားပေးလေးလာမှုနဲ့အောင်မြင်မှုတွေမှာနောက်ကျကျန်ခဲ့တယ်။သူမိသားစုနဲ့ဆရာတွေကသူ့ကိုအချိန်ရဲ့အရေးပါပုံကိုနားလည်အောင်စူးစမ်းပြောပြပေမဲ့သူကတော့ဘယ်တော့မှနားမထောင်ဘူး။သူဟာသူ့ရဲ့အနာဂတ်အတွက်လုံးဝပူပန်စိုးရိမ်ခြင်းမရှိပဲသူ့ရဲ့အချိန်တွေကိုအသုံးမဝင်တဲ့အရာတွေမှာဖြုံးသီးနေခဲ့တယ်။တနေ့ရွာကိုပညာရှိတစ်ယောက်ရောက်လာတယ် ူဟာသူ့ရဲ့အသိပညာဉာဏ်ပညာကြောင့်လူသိများတယ်။လူအများပြားကသူ့ကိုလာတွေ့ပြီးသူ့စီကနေသင်ယူကြတယ်။အဲ့ဒီပြင်းရတဲ့ကောင်လေးကဒီပညာရှိစီကအကြံတချို့ရရင်ငါတငယ်ချင်းတို့လိုအောင်မြင်နိုင်မယ်လို့တွေးလိုက်တယ်။ဒီနေ့မှသူကပညာရှိဟာပန်းချန်ထဲမှာလူတချို့နဲ့စကားပြောနေတာကိုတွေ့လိုက်တယ်။လူအုပ်ကြီးထွက်သွားပြီးတဲ့နောက်ကောင်လေးအားပညာရှိစီကိုတွားပြီးတော့ဂျေဇူးပြုပြီးကျွန်တော်ကိုကူညီပါကျွန်တော်ဟာကြာရှုံးမှုတရားလို့ခံစားနေရတယ်။ ကျွန်တော်ဟာကျွန်တော်တငယ်ချင်းတွေကျွန်တော်အတန်းဖော်တွေထဲနောက်ကျနေတယ်။ရှေ့ကိုတိုးတက်ဖို့ကျွန်တော်ဘာလုပ်ရမလဲဆိုတာပြောပြပေးပါလို့ပြောလိုက်တယ်။ထိုပြန်ရှိကထိုသူကိုကျင်နာစွာကြည့်ပြီးတော့ငါကလေးမင်းဟာအချိန်ကိုတန်ဖိုးမထားလို့လမ်းပြောင်းနေတယ်လို့ခံစားနေရတာ။မင်းဟာမင်းရဲ့အလုပ်တွေကိုရွှေ့ဆိုင်နေပြီးတန်ဖိုးရှိတဲ့အခိုက်အတန့်တွေကိုဖြုံးတီးနေတယ်။အချင်းရဲ့တံပိုးကိုနားလဲအောင်ကုညီပေးနိုင်တဲ့ပုံမြင်လေးတစ်ပုဒ်ငါမင်းကိုပြောပြမယ်လို့ပြောလိုက်တယ်။ထိုကောင်လေးကပြန်ရှိပြောတဲ့စကားကိုဂီယူတဆိုင်နားထောင်နေတယ်။ ရှေရှေတုန်းကရဲရော်ပြီးကျင်နာတဲ့ဘရင်တစ်ပါးရှိတယ်။သူဟာသူ့ရဲ့လူတွေကိုချင့်မျက်နှိုးပြီးအမြဲတမ်းကူညီပေးတယ်။ဒီနေ့မှသူဟာသူ့ရဲ့အတန်းဖို့ဟောင်းတယောက်နဲ့တွေ့ဆုံခဲ့တယ်။အခုတော့ဒီတငယ်ချင်းဟာဆင်းရဲနွမ်းပွားပြီးအလုလတ်မဲ့ဖြစ်နေပြီးလူအဖွဲ့အစည်းမှာလူသူလေးစားမှုအလုံးဆုံးရှုံးခံနေရတယ်။သူဟာသူ့ရဲ့ကံဆိုးမှုအတွက်အမြဲတမ်းသူများတွေကိုအပြစ်တင်ပြီးသူ့ရဲ့ပြဿနာအတွက်ဘယ်တော့မှတာဝန်မယူခဲ့ဘူး။ဘရင်ကသူ့ကိုမှတ်မိသွားပြီးစိတ်မကောင်းဖြစ်သွားတယ်။ ူကသူ့အနာကိုခေါ်ပြီးသူ့ဘဝအကြောင်းမေးမြန်းတယ်။တငယ်ချင်းကတက်ပြင်းချပြီးတော့ဘုန်းတော်ဖေဟာလူတွေဟာကျွန်တော်ကိုဘာလို့အသုံးမချဘူးလို့ထင်နေကြတာလဲ။ကျွန်တော်နားမလဲဘူး။ကျွန်တော်အလို့လျှောက်တိုင်းသူတို့ကကျွန်တော်ကိုညင်းပယ်ကြတယ်။လူတွေကကျွန်တော်အလို့တွေကိုအချိန်မှန်မပြီးမြောက်ဘူးလို့ပြောကြတယ်။အခုကျွန်တော်ဘာလို့ရမလဲမသိတော့ဘူးလို့ပြောတယ်။ဘယင်ကခဏလောက်စဉ်းစားပြီးတော့ကဲဒါဆိုမင်းကိုငါတခုကူညီမယ်။ဒီနေ့နေမွင့်ခင်ငါရဲ့ဘန္နာလိုက်ထဲကရွှေတွေနဲ့ကြောင်းမြတ်တနာတွေကိုမင်းလိုချင်တဲ့လောက်ယူသွားနိုင်တယ် မင်းစုဆောင်ရသမျှအားလုံးဟာမင်းဥစ္စာပဲလို့ပြောလိုက်တယ်။တငယ်ချင်းကအလွန်ဝမ်းသာသွားတယ်။သူကဘယင်ကိုခြေဆုတင်ပြီးသူ့မိမကိုတွားပြောဖို့အိမ်ကိုပြေးသွားတယ်။သူ့မိမကလည်းစိတ်လို့ရှာတော့ပြီးမြန်မြန်တွားပြီးယတနာတွေယူလာခဲ့လို့ပြောတယ်။ဒါပေမဲ့သူဟာငါအခုမတွားနိုင်ဘူး။ငါအရင်ဖိုက်စာနေတယ်။အရင်စားလိုက်အောင်မယ်လို့ပြောလိုက်တယ်။သူ့မိမကအမြန်ချက်ပြုတ်ပြီးသူကဖြည်းဖြည်းချင်းစားတယ်။အချိန်နဲ့အများကြီးကြံသေးတယ်လို့သူကထင်နေတယ်။စားပြီးတော့သူအိတ်ချင်လာတယ်။ငါခဏလောက်အိတ်ပြီးမှနန်းတော်ကိုတွားမယ်လို့တွေးလိုက်တယ်။ သူဟာချမ်းသာဖို့အိမ်မက်မက်ပြီးနတ်ရှိုင်းစွာအိပ်ပျော်သွားတယ်။နှစ်နာရီကြာပြီးတော့သူမိမကသူ့ကိုနှိုးလိုက်တယ်။နေ့လယ်ပိုင်းမှာရှိသူတို့ကသူကသူ့ကိုစောစောနှိုးတဲ့အတွက်သူ့ကိုစိတ်ဆိုးနေတယ်။သူကလွယ်တဲ့လုံးကိုယူပြီးနန်းတော်ကိုလမ်းလျှောက်သွားတယ်။ဒါပေမဲ့နေကအရန်ပူပြင်းလာတယ်။အဲဒီခါမှာသူကဒီတပည့်အောက်မှာပဲခဏလောက်နားလိုက်အောင်မယ်ပြီးမှဆက်သွားမယ်လို့တွေးလိုက်တယ်။သူကတပည့်အောက်မှာထိုင်လိုက်ပြီးဒေဗီလေညင်းလေးကတာယာတဲ့အတွက်ခဏလေးအတွက်မှသူပြန်အိပ်ပျော်သွားတယ်။ဒါပေမဲ့ဒီတစ်ခါအိတ်တာကပူချသွားတယ်။ နောက်ဆုံးသူနိုးလာတဲ့အခါညနေစောင်းနေပြီနေလဲဝင်သွားပြီသူထိတ်လန့်ပြီးတော့နန်းတော်ကိုပြေးသွားတယ်ဒါပေမဲ့နောက်ချသွားပြီတကားတွေပိတ်သွားပြီ သူသူ့ရဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးသွားပြီသူဟာနောင်တတွေပြည့်နေတဲ့မျက်နှာနဲ့ရက်နေတယ်သူအရာအားလုံးဆုံးရှုံးသွားတယ်သူဟာကံမကောင်းလို့မဟုတ်ဘူးအချိန်ကိုတန်ဖိုးမထားလို့ပဲပုံမြင်ကိုပြောပြနေတဲ့ပညာရှိကကောင်လေးကိုကြည့်တယ်ကောင်လေးကတိတ်ဆိတ်နေတယ် သူသူ့ရဲ့အမားတွေကိုနားလေသွားပြီးရှက်ရွံ့နဲ့ခံစားချက်နဲ့သူကပညာရှိကိုခြေစူးတင်ပြီးပြောင်းလဲဖို့ကတိပေးတယ်။နောက်ဆုံးတော့သူကအချိန်ဟာတန်ဖိုးမဖြစ်နိုင်တဲ့အရာဖြစ်ပြီးတခါကုံဆုံးသွားရင်ဘယ်တော့မှပြန်မလာဘူးဆိုတာကိုနားလေသွားတယ်။သူကအိမ်ပြန်ပြီးတော့စ조사အလုပ်လုပ်တယ်။သူနောက်ဆုတ်ထားတာတွေကိုရှက်လိုက်ပြီးသူ့ရဲ့အလုပ်တွေကိုအချိန်မှန်ပြီးအောင်ပြန်လုပ်တယ်။တဖြည်းဖြည်းနဲ့သူအောင်မြင်တာကိုမြင်လာတယ်။မိသားစုနဲ့တငယ်ချင်းတွေကသူ့ကိုလေးစားလာကြတယ်။သူလည်းပိုပျော်ရှင်လာပြီးယုံကြည်မှုတွေပိုရှိလာတယ်။ တကယ်တမ်းဘဝမှာလည်းအချိန်တွေဟာရွှေထက်တန်ဖိုးရှိပါတယ်။ဒါဟာငါတို့ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုပဲ။အချိန်ဟာအကန့်အသတ်ရှိတယ်။ဒါကြောင့်ငါတို့ဟာဉာဏ်ပညာရှိရှိအသုံးပြုရမယ်။ကျွန်တော်အဖိုးကအလွန်အဓိပ္ပာယ်ရှိတဲ့စကားတစ်ခုကိုအမြဲပြောလို့ရှိပါတယ်။အချိန်ကိုလေးလျှူရတဲ့သူတွေကတနေကြရင်အချိန်ရဲ့တန်ဖိုးအမှန်ကိုနားလည်လိမ့်မယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒုက္ခတွေးမှပဲနားလည်ကြတယ်။စကားပုံတစ်ခုရှိတယ်။မင်းအချိန်ကိုတန်ဖိုးထားရင်အချိန်ကမင်းကိုတန်ဖိုးထားလိမ့်မယ်။ဒါပေမဲ့ မင်းအချိန်ကို ဖြုံးတိနေရင်အချိန်ကမင်းဘဝကိုဖျက်ဆီးလိုက်မယ်။မင်းရဲ့အချိန်ကိုမှန်မှန်ကန်ကန်အသုံးပြုရင်ဘာမှမဆိုရရှိနိုင်နဲ့။ဒါပေမဲ့မင်းဖြုံးတိရင်မင်းရဲ့အခွင့်အရေးတွေကိုဆုံးရှုံးပြီးနောင်တနဲ့နေထိုင်ရလိမ့်မယ်။တမနဲ့နောက်ကျလို့ရထားလွတ်သွားတဲ့ခီးတဲ့တယောက်ဟာတမနဲ့ရဲ့တန်ဖိုးကိုနားလေတယ်။စာမေးပွဲကြတဲ့ကျောင်းသားတယောက်ဟာတနည်းရဲ့တန်ဖိုးကိုသိသွားတယ်။အချိန်ကိုတန်ဖိုးထားတဲ့သူတွေဟာဘဝမှာဘာမှမဆိုရရှိနိုင်နဲ့။ဒါပေမဲ့ဖြုံးတိတဲ့လူတွေကတော့ကြရှုံးလိမ့်မယ်။ မင်းရဲ့အချိန်ကိုဉာဏ်ပညာရှိရှိအသုံးပြုပါမင်းရဲ့မိသားစုနဲ့အဖိုးတန်တဲ့အခိုက်အတန့်တွေကိုကုံဆုံးပါမင်းရဲ့တငယ်ချင်းတွေနဲ့အချိန်ကိုပျော်ရွှင်စွာကုံဆုံးပါမင်းရဲ့အိမ်မက်တွေနဲ့ရီမန်းချက်တွေစီကိုအရောက်သွားဖို့ကြိုးစားပါဒီအခါမှသာမင်းဟာပြီးပြည့်စုံပြီးအသေးပဲရှိတဲ့ဘဝကိုတကယ်ပဲနေထိုင်နိုင်မှာဖြစ်ပါတယ်